မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါဒီဗီယိုမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ရန်ကုန်တိုင်းရန်ကုန်မြို့ဈေးကွက်ထဲမှာဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေဈေးအဆမတန်မြင့်တက်နေတာကြောင့်လုပ်ငန်းတွေရပ်ဆိုင်းထားရတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းအတိုင်းဝိုင်းစီကနေသိရပါဗျ။ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကိုနေဆက်ကုန်သွယ်ရေးလမ်းကြောင်းကနေအတိအကတင်သွင်းနေတာဖြစ်ပြီးစစ်ကောမရှင်ကနေဆက်ကုန်သွယ်ရေးဂိတ်တွေကိုကန့်သက်ပိတ်ပင်ထားတာကြောင့်ပစ္စည်းလိုအပ်ချက်အခက်အခဲတွေရှိနေတယ်လို့သိရပါဗျ။ အခုနေဆက်လမ်းကြောင်းတွေကနေသွင်းမရတော့ပစ္စည်းတွေပြတ်ဈေးတွေကတက်တဲ့အဆင်မပြေလို့ရထားရတဲ့အတွက်လုပ်ငန်းတွေပြန်မစနိုင်ဘူးလို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်ကပြောပါတယ်။ဒါ့အပြင်တချို့ဆောက်လက်ဆအဆောက်အဦတွေကိုအရှုံးခံပြန်ရောင်းနေကြရတယ်လို့လည်းပြောပါတယ်။ အရင်2024ခုနှစ်ကဈေးကွက်အတွင်းမှာတန်တဒံကိုငွေကျပ်24သိန်းကျော်ရှိရာကနေလက်ရှိမှာတော့တဒံကို35သိန်းနီးပါးအထိဈေးနှုန်းမြင့်တက်နေတာဖြစ်ပါတယ်။စောက်လို့ရေလုပ်ငန်းခွင်တွေရပ်ဆိုင်ထားတဲ့အတွက်အခြေခံလုံတမအများစုဟာ အလုံအကိုင်းအခွင့်အလမ်းမရှိသလောက်နေပါသွားတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဩဂတ်လ23ရက်နေ့ကစပြီးစစ်ကောင်မရှင်ကပြင်ပကနေလူသုံးကုန်ပစ္စည်းနဲ့စားလို့ရပစ္စည်းအပါအဝင်ကုန်ပစ္စည်း35မျိုးကိုတင်သွင်းခွင့်ပိတ်ပင်ထားပါတယ်ရှင်။ဆောင်းစီရည်ညွှန်းစေဟာစက်တင်ဘာလကုန်ပိုင်းကတပိတ်တာကိုကျပ်6610ကနေဇက်တိုက်ပြင်ဆင်လာပြီးလက်ရှိမှာရည်ညွှန်းစေတပိတ်တာကိုကျပ်6330အထိဈေးနှုန်းပြန်ကျဆင်းနေပါဗျ။ နှစ်လအတွင်းစောင်းစီတပိတ်တာကို280ကျပ်အထိဈေးကျဆင်းလာတာဖြစ်ပါတယ်။တပတ်ကိုတစ်ချိန်စီစာအုပ်နဲ့ဝယ်ယူရတဲ့ဈေးကွက်မှာတပိတ်တာကို9000ကျပ်ပေါက်ဈေးရှိနေပါတယ်။ပြင်ပစောင်းစီဈေးကွက်မှာတော့တပိတ်တာကိုကျပ်9000ဝန်းကျင်ပေါက်ဈေးရှိနေတယ်လို့စောင်းစီသုံးဆွဲသူတွေစီကသိရပါတယ်။အဲ့ဒီညွန်ဈေးကိုတည်ယူပို့ဆောင်စရိတ်နဲ့အမြတ်200ရာခိုင်နှုန်းပဲတင်ရောက်ဖို့စားသုံးသူရေးရဦးစီးဌာနကညွှန်ကြားထားပါတယ်။စောင်းစီကိုမလေးရှားနိုင်ငံနဲ့အင်ဒိုနီးရှားနိုင်ငံတို့ကနေအထူးကတင်သွင်းနေရခြင်းဖြစ်ပြီးလက် က်ရှိမလေးရှားနိုင်ငံရဲ့စောင်းစီဈေးဟာအထွတ်နှုန်းများတာပြပဝယ်လိုအားကျဆင်းတာတွေကြောင့်နှစ်ပတ်ဆက်တိုက်ဈေးကျဆင်းနေပါတယ်။တနစ်ကိုမြန်မာနိုင်ငံရဲ့စီလိုအပ်ချက်ကတန်ချိန်၈သိန်းကနေ၉သိန်းလောက်ထိရှိပြီးစစ်တပ်လက်ထက်မှာတော့စီတင်သွင်းမှုကိုရှော့ချတဲ့အနေနဲ့အကန့်အသတ်နဲ့သာတင်သွင်းခွင့်ပြုနေတာဖြစ်ပါရဲ့ရှင်။ အနာသိစစ်တပ်ကဥဆောင်ပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲကိုလက်မခံကြောင်းကချင်ပြည်နယ်ဖားကဲမြို့နယ်နေပြည်သူတွေကအကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။မောင်တူးပေးပို့ထားတာပါရှင်။ဟုတ်ကဲ့ပါ။ကချင်ပြည်နယ်ဖားကဲမြို့မှာတရုတ်ဆိုးရအားပေးကူညီထောက်ခံမှုနဲ့အနာသိစစ်တပ်ကဥဆောင်ကျင်းပမဲ့တရားမဝင်ရွေးကောက်ပွဲစန့်ကျင်ကန့်ကွက်တဲ့လူမှုလှုပ်ရှားမှုဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြတာပါ။တရုတ်အစိုးရရဲ့အားပေးထောက်ခံကူညီမှုနဲ့ ီမဲရောက်လိုင်းကတရားမဝင်တဲ့ရွေးကောက်ပွဲကိုကျင်းပပြုလုပ်ဖို့အစီအစဉ်နေတယ်။တရားမဝင်ဆက်နာတင်ထားတဲ့မဲရောက်လိုင်းကအဲသူကတူတရားဝင်မှုဖြစ်အောင်ဟန်ဆောင်ပြီးတော့ဒီအလိညာရွေးကောက်ပွဲကိုအဲကျင်းပပြုလုပ်ဖို့အဲသူတို့အစီအစဉ်နေရပေါ့နော်။ဒီမှာတနိုင်ငံလုံးကပြည်သူအနေနဲ့လည်းဒီမဲရောက်လိုင်းရဲ့အဲတရားမဝင်တဲ့ရွေးကောက်ပွဲကိုဝိုင်းဝန်းစမ်းကျင်းကန့်ကွက်ကြပါလို့ကျွန်တော်တို့မေတ္တာရခံတောင်းဆိုတယ်။ ဟာဂန်ပြည်သူတွေဟာတင့်မဲဖြင့်တရားဝင် လူသားခွင့်မပေးနဲ့စတဲ့စာတမ်းတွေကင်ဆောင်ပြီးဆန္ဒပြခဲ့ကြတာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့အခုစစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲကိုကျမတို့ကလက်မခံပါဘူးကျမတို့ဖက်ကမြို့နယ်ပြည်သူတယောက်အနေနဲ့လက်လက်မခံပါဘူးယုံလည်းမယုံကြည်ပါဘူး သူတို့ဘာပဲလုံးလုံးဘလို့ပဲလုံးလုံးကျမတို့ကယုံကြည်ချက်မရှိတော့ပါအောင်မင်းအောင်လိုင်းတို့เนาะမင်းအောင်လိုင်းကဘလို့ပဲရွေးကောက်ပွဲလုံးရလုံး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 ပြယုတ်တစ်ခုပါ သူ့ရဲ့ပြယုတ်တစ်ခုဖြစ်တဲ့ရွေးကောက်ပွဲဆိုတော့လေကျမတို့ကလက်မခံပါဘူးယုံလည်းမယုံကြည်ပါဘူးเนาะကျမတို့ကလည်းပါဝင်မဲ့လူလည်းမဟုတ်ပါဘူးကျမတို့ပီတူတွေကိုတတ်နေတဲ့မင်းအောင်လိုင်းတို့အုပ်စုကို ကျမတို့ကယုံကြည်မှုကင်းမဲ့နေပါပြီเนาะအဲ့ဒါကြောင့်မယုံကြည်ပါဘူးထဲ့လည်းမထဲ့ပါဘူးလုံးဝလည်းလက်မခံပါဘူးရှင်ဒီနေ့ကတူလာတယ် ဖားကန်ဒေသမှာစစ်ကောင်စီ ထိုးစစ်တွေကြောင့်နေမြေမတီမငြိမ်ဖြစ်နေတဲ့ကြားကပဲအခုလိုဆက်အာနာရှင်စန့်ကျင်ရေးနဲ့အတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြပွဲတွေကို ပြုလုပ်နေကြတာပါခမညာကျွန်တော်မောင်တူပါအောင်ရမီအောင်ရမီအောင်ရမီဒီလာဟဲ့ဒီလာ ဒီဗီယိုမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်